တလုံးကိုရဘနရက်ခံလဲတဲ့အမားလည်းဘေးချိန်တောက်ရလဲရှင်းတဲ့ညီမလေးမေးထားတာကတော့ဟိုအရေးပေါ်သတိတားဆီးရအောက်မှာမေးထားတာနော်အရေးပေါ်သတိတားဆီးအကြောင်းပြောပြမယ်နော်အရေးပေါ်သတိတားဆီးမှာသူကတကက်မှာတလုံးပါတာရှိတယ်တကက်မှာနှလုံးပါတာရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကအရေးပေါ်သတိတားဆိုတာကတသက်မှာမှာတစ်ခါနှစ်ခါလောက်ပဲတောက်တင်နေဆေးနော်မတော်တဆကိုက rate လောက်ခံတာတို့ ဟိုစပါဘောเนาะအလိုမတူဘဲနဲ့အဲ့လိုမျိုးတားမြတ်ပြုကျင့်ခံရတာတို့အဲ့လိုမျိုးအရေးပေါ်ခြေနေမှာတောက်ကြတာเนาะဒါမှမဟုတ်လို့ရှင်ချစ်သူနဲ့မတော်တဆလွန်းလွန်းကျူးကျူးနေမိသွားတယ်ဆိုလို့ရှင်24နာရီအတွင်းမှာတောက်မယ်ဆိုရင်အကောင်းဆုံးပဲเนาะသူကကြတော့ဒီအရေးပေါ်သတိထားစီကကြတော့တကက်မှာတလုံးပါတယ်ဆိုလို့ရှင်တလုံးကိုအတူနေပြီးပြီးချင်းမှာတောက်လိုက်เนาะတကက်မှာနှလုံးပါတယ်ဆိုလို့ရှင်နှလုံးစလုံးတစ်ခါလေးတောက်လိုက်အဲ့ဆိုစိတ်ချရတယ်စိတ်ချရတယ်ဆိုတာလည်းပြပြမယ်နော်ဘယ်လိုမျိုးတောက်ရင်စိတ်ချရလဲဘယ်လိုမျိုးမတောက်ရင်စိတ်မချရအောင်လဲဒီ ရန်တီဆက်လာတဲ့အချိန်ကနေပြီးတော့မှဒီဟိုတာဥကျွေရက်ပေါ့နော်အမ်တာဥကျွေရက်ဆိုတော့ရန်တီဆက်လာတဲ့အချိန်ကနေပြီးတော့နှစ်ပတ်ကျော်ကျော်သုံးပတ်အဲအဲနာလေးမှဆိုလို့ရှိရင်သူတာဥကျွေတာဖြစ်တတ်တတ်ကြောင့်မလို့အရေးပေါ်သတိတားစီတောက်ပြီးမဲပေါ့နော်ဒီတုတ်ပိုးလေးနဲ့တွေ့သွားမဲဆိုလို့ရှိရင်ကိုယ်ဝန်ကတ်နိုင်တယ်အဲ့ဒါကြောင့်မလို့လုံးဝစိတ်မချရအောင်နော်အရေးပေါ်သတိတားစီဒီအရေးပေါ်တဲ့အချိန်မှာပဲတောက်ကြတယ်အဲသူကကြတော့တားနိုင်ချိန်က85ရက်ခန့်လုံးမရှိရနော်85ရက်ခန့်လုံးက တားနိုင်ခြင်းမရှိအဲ့တကြောင့်မလို့တရရကန်နှုံးမှဆိုလို့ရှင်85 85ရကန်နှုံးမတားနိုင်နဲ့နော်85 85ရကနုံတားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့85ရကနုံကတော့ကိုမုံရနိုင်ချေရှိတယ်เนาะအဲ့ဒါကြောင့်မလို့ဟိုဆေးဖြစ်လာဆိုတော့ကိုကရာတီစလာတဲ့အချိန်မှာစတောက်မယ်ဆိုတော့ဆေးဖြစ်တယ်တောက်ကြွေတဲ့အချိန်မှာတောက်မယ်ဆိုလို့ရှိရင်တော့ဆေးမဖြစ်ပါဘူးเนาะအဲ့ဒါကြောင့်မလို့ ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုကအရေးပေါ်တဲ့အခြေအနေမှာဆိုတော့မဖြစ်မနေဒီအရေးပေါ်တဲ့ဒါစီကိုတောက်ရမှာဖြစ်တယ်အဲတကယ်လို့အရေးပေါ်တဲ့ဒါစီရကြတော့၃ရက်အတွင်းတောက်မှာနော်အတူနေပြီးတဲ့အချိန်ကနေပြီးတော့မှ82နာရီအတွင်းတာမှာအဲ့ဒါကို82နာရီအတွင်းမှာမမီတော့တာပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ဝယ်လို့မရတာပဲဖြစ်အဲ့ဒါဆိုလို့ရှင်ပေါ့နော်ကိုကနီးနီးဆက်ရဆေးရုံစီကသွားပြီးတော့ဆရာဝန်တို့ချတိုင်ပင်ပြီးတော့မှတိတ်နေထဲတယ်တိတ်နေထဲတယ်ပေါ့နော်ဒီတီပုံတရံပေါ့နော်ကော့ပါအဲ့လိုမျိုး ကော့ပါဟာလေးထည့်လို့ရတယ်နော်တိုင်နဲ့ထည့်တာပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်9ရက်အတွင်းမှာထည့်တယ်ဆိုလို့ရှိရင်တတိမတားအောင်လို့သူကအဲ့ဒါကောက်ခွေပေးနိုင်တယ်အဲ့ဒါဆရာဝန်တွေပဲလုတ်ပြီးတဲ့အရာပေါ့နော်အဲကြောင့်မို့တခုခုဖြစ်လာပြီဆိုလို့ရှိရင်ဆရာဝန်စီပြေးပါလို့အကြံပေးချင်တယ်နော်အရေးပေါ်တတိတားစီသည်အရေးပေါ်တဲ့အချိန်မှာပဲတောက်ကမယ်ခဏခဏတောက်လို့ရှိလို့ရှိရင်ကိုယ်ကတ်နိုင်ပါတယ်နော်ရေးပေါ်တတိတားစီတောက်ပြီးတော့မှကိုယ်ရသွားတဲ့သူတွေအများကြီးရှိတယ်နော်တလုံးကိုတဲ့ဗနရက်ခန့်လဲတဲ့ဗနရက်မှမခန့်ဘူးနော် ဘနေရမမခံဆောစောတော့ပြောပြတဲ့အတိုင်းပဲเนาะဘနေရခံလဲဆိုတော့28တာစီဆိုလို့ရှိရင်တော့မှတလုံးတောင်းတရက်ပဲခံတယ်เนาะဒီဆေးဆိုတာကအရေးပေါ်အခြေအနေမှာပဲတောက်ရတဲ့ဆေးเนาะတောက်ကြွေတာနဲ့ရက်နဲ့တတိုးပြီးဆိုတော့ဘလောက်ပဲဆေးတက်တော့ကိုယ်ကတ်သွားနိုင်ပါတယ်เนาะတုပ်ပုံနဲ့တွေ့သွားပြီးတော့เนาะအဲ့တကြောင့်မလို့အရေးပေါ်တရတာစီစီလဲစိတ်ချရတဲ့ဆေးတယ်မပအောင်เนาะကိုယ်ကတောက်ဥမကြွေတဲ့အချိန်မှာရာသီလာတဲ့အချိန်မှာတောက်တယ်ဆိုရင်တော့စိတ်ချရတယ်เนาะ ခဏခဏမတောက်နဲ့ခဏခဏတောက်ပြီးတော့ကိုရရတဲ့သူတွေအများကြီးရှိတယ်နော်တားစီရဲ့ဆိုးကြောက်နော်အဲအတိုင်းမွေးကြောက်ကြောက်ဖြစ်တာတို့မင်းညင်းညင်းဖြစ်တာတို့ယာတိမမန်နာတို့ယာတိထိတ်နာတို့အဲ့လိုလူမျိုးသားဆိုလို့ရှိရင်နော်ဒီဒီနေ့ဒီနေ့ပိုင်စီလေးတောက်ပြီးလို့ရတယ်နော်ဒီအရေးပေါ်တဲ့တားစီတောက်ပြီးဘာဖြစ်တယ်လဲပြောပြမယ်နော် အာတအိမ်ကျမ်းမာရေးနဲ့ပတ်သက်တာတခုခုဖြစ်နိုင်တယ်တအိမ်၆တာတို့ရာသီမမှန်တာဖြစ်တတ်တယ်တစ်လမှနှစ်ခါလာတာတွေနှစ်ခါလာတာတွေနှစ်လသုံးလမှလာတာတွေဖြစ်တတ်ပါတယ်ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းတွေဖြစ်မယ်ပေါ့နော်ရာသီမမှန်ဟော်မုန်းလေဗယ်မညီမျှပေါ့နော်သူကဒုံးဆိုင်ပြီးတော့တားပြီးတာဖြစ်တတ်တယ်ဒါကြောင့်ဒီအေးပေါ်ဒေတာစီကအရန်ပြင်းတယ်အနည်းငယ်အရန်ပြင်းတာဖြစ်တတ်တယ်ဒါကြောင့်လို့စားတော့မယ်ဆိုလို့ရှိရင်သူက ယာတီမမနာတွေကအများစုကဖြစ်တယ်เนาะဒါဆိုလို့ရှိရင်ယာတီမမနာတလူမျိုးတိမ်ကျမိုက်ဖြစ်စွာဆီလေးတောက်ပြီးလို့ရရင်เนาะဒီဗီတနီတိမ်ဆီလေးကမူလေးကိုယ်တိုင်တောက်ပြီးတော့မှမူလေးပြောပြမယ်เนาะအရင်ကဆိုလို့ရှိရင်လှတိုင်းယာတီလိုင်ဘိုက်အောက်တယ်အဲ့ဒီပထမရက်မှာဆိုဘိုက်အောက်ကိုအောက်တယ်ဘိုက်အောက်ဝင်စိတ်ကလည်းဆိုးတယ်ဟိုစိတ်အလိုမကျလည်းဖြစ်တယ်အလုံးလောက်ရတာလည်းဆင်မပြေခွဲကျမိုက်မကောင်းတဲ့ခါကျတော့ဘိုက်အောက်ပြီးတော့တအိမ်နေအောက်ခါရီကလည်းနာပြီးတော့အမှမင်းကလေးတွေဒါကတဘာဝဖြစ်တယ် ဘာလို့လဲဆိုလို့ရှိရင်ဒီမိန်းကလေးတွေရာသီလာပြီဆိုလို့ဒီတအိမ်ကအဲတအိမ်နေရန်ထဲမှာရှိတဲ့အရာလေးတွေလေအကိုမကတ်တဲ့အခါမှာဒီကွာကြတာပေါ့နော်တအိမ်နေရန်ထူပေးတဲ့အရာဒီလိုမျိုးတအိမ်ညှစ်လိုက်ကျုပ်လိုက်လို့တော့ဒီအရာလေးတွေကွာကြပြီအဲ့အချိန်မှာဘိုက်ကအောက်တာနော်ဘိုင်းနာတာပေါ့နော်တအိမ်ကညှစ်တာဖြစ်တဲ့အတွက်ကြောင့်လို့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒါလေးကိုကြုတ်တယ်ပြီးတော့နော် တရက်ကိုနှလုံးနှလုံးပုံမှာတောက်လို့ရှိရင်အာမခံတယ်။ရာသီလာလို့ရှိရင်အာမခံတယ်။လုံးဝပိုင်မအောက်စီအောင်အာမခံတယ်။တရက်ကိုနှလုံးနှလုံးပုံမှာတလားပြအောင်တောက်။ um ဒါတချို့ကြတော့ဟိုအဆင်မပြေလို့ငွေကြေးမတက်နိုင်လို့အဆင်မပြေတဲ့သူဆိုလို့ရှိရင်ရာသီလာခဏီးအလိုဥပမာကတလားပိုင်း၁၀ရက်နေမှလာမယ်ဆိုရင်တလားပိုင်းကုန်တာနဲ့စပြီးတော့တောက်လိုက်နော်။อืมสั่นပြီးတော့တောက်လိုက်၁၀ရက်လို့လောက်ကြုတ်တယ်เนาะတရက်နှလုံးတောက်မယ်ဆိုလဲဘိုင်းမအောင်မူလေးတောက်ပြီးတော့မှကိုယ်တိုင်လက်တွေ့ရလို့ပုံမှန်လေးတောက်ပြည့်တယ်เนาะရာသီလာတဲ့ချိန်မှာလည်းတောက်လို့ရတယ်เนาะ ဒါလေးကိုအစာနဲ့ဝေဝေတရက်ကိုနှလုံးတောက်ပေးပါတကယ်လို့တချို့ဆိုရင်အဖြူစင်ရရနာတွေတအားဖြစ်မယ်ယာတီတွေကပုံမှန်မလာတာတွေကရက်ဥပမာနှစ်တွေချီမယ်အဲ့လိုမျိုးဆိုတော့မနက်နှလုံးညနှလုံးတောက်ပေးနော်အစာနဲ့ဝေလေးတောက်ပေးရမယ်တောက်ပေးမယ်ဆိုလို့ရှိရင်သူကကောင်းမွန်စေတယ်နော်မူလေးကတော့ကိုကိုရိုင်းလက်တွေးယာတီလာတိုင်းဘိုင်းအောက်တယ်နော်ဘိုင်းအောက်တယ်လှတိုင်းလှတယ်ဘိုင်းအောက်တယ်အဲ့ဒါကိုဒါတောက်ပြီးမအောက်ဘူးနော်ဒါကြိုတင်တောက်ထားလိုက် ဒါလေးကဒါလေးကြွတင်တောင်းနော်ကြွတင်တောင်းရင်ဘိုင်းမအောက်တော့ဒီမှာကောလဂျင်ကောလဂျင်ဖြစ်တာဖြစ်တော့တောင်းအတိုင်းကြီးရနော်တောင်းတော့ရင်ကြီးစဲချဆောင်နဲ့တောင်းတည်လားရာတိမမန်နဲ့သူလည်းကောင်းတယ်အခုခလေးရဖို့အတွက်ဆိုလို့ရှိရင်တချို့ဆိုရင်ရာတိမမန်ဆိုခလေးရဖို့အတွက်ကခက်ခဲတယ်တောင်းဥတွေမကြွေးဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီတော့ကြောင့်မို့ဒါလေးတောင်းနော်အဲ့ဒီမှာအရေးပေါ်စီတောင်းတဲ့သူလည်းဒါတောင်းနော် ရေဆက်စာဖြစ်တဲ့အတွက်ကြောင့်မလို့ရေမြမြလေးတောက်ပေးရမယ်နော်ရေမြမြလေးတောက်စီအနေနဲ့ပို့ပြီးတော့ထိရောက်တယ်တလားအသားကြည့်တယ်နော်အိုက်ကောလိဂျင်ပါတယ်အဲဒါမလို့တားစီတွေနဲ့ပတ်သက်ပြီးတော့သိချင်လဲဆိုရင်နော်မူလေးရဲ့ CP မှာအသေးစိတ်လာရောက်ပြီးတော့ဆွေးနွေးမေးမြန်းလို့လည်းရရနော်ကိုမမမှန်သွားပြီးလို့လည်းရပါတယ်ဒါလေးကိုမှာချင်လဲဆိုလို့ရှိရင်တော့တပူ350ပတ်နော် Time Malaysia ကပို့လို့ရတဲ့စီအကုန်ပို့ပါတယ်လိုချင်တဲ့စီ CP လာပေးပါစစ်စစ်တမန်ရှင်